မင်္ဂလာပါအိဆဲမှာနံပါတ်တွေကိုဖော်မတ်ချမယ်ဆိုရင်ကျွန်တော်ကဒီစာကြောင်းလေးတည်ထားရင် AC ဖြစ်သွားပြီပေါ့နော်ဒီစာကြောင်းလေးကဘယ်မှာရိုက်ထည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ control 1နှိပ်လိုက်လို့ဖော်မတ်စေဝင်းဒိုးလေးပေါ်လာပြီဆိုတာနဲ့ custom ဆိုတဲ့တဲ့ကိုသွားမယ်ပြီးရင်ဒီ type မှာရိုက်ထည့်ပေးရမှာဖြစ်တယ်ပေါ့နော်ဒီ format လေးအတိုင်းโอเคဒါလေးကိုပြန်ပိတ်ထားခဲ့လိုက်မယ်ဒီစာကြောင်းလေးကိုရှင်းပြရမယ်ဆိုလို့ရှိရင်တူကဒီ semi colon လေးတွေနဲ့အပိုင်းလေးပိုင်းခွဲထားတယ် အရှိဆုံးကတော့ positive format ကျွန်တော်တို့နံပါတ်တွေက positive ဆိုရင်ဘယ်လိုမျိုး format ရေးမှာလဲပြီးရင် semi colon တစ်ချက်ချလိုက်ပြီဆိုတာနဲ့ negative format ဆိုရင်ဘာရေးမှာလဲ semi colon နောက်ထပ်တစ်ခုထပ်ချပြီးတော့ zero format ရောက်သွားတယ်ပေါ့နော် zero format ဆိုရင်ဘာရေးမှာလဲပြီးရင် semi colon တစ်ခုချလိုက်ရတယ်ကျွန်တော်တို့ data ထဲမှာတက်စာသားတွေပါလာရင်ဘာရေးမှာလဲဘယ်လိုမျိုး format ကိုချိန်မှာလဲပေါ့နော် okay ဒါဆိုကျွန်တော်တို့စမ်းကြည့်ရအောင်ပေါ့နော်ဒီ area ကို select လုပ်လိုက်မယ်ပြီးရင် control 1ကိုနှိပ်မယ်ပြီးရင်အရင်ဆုံးတော့ number လေးနဲ့ ချထားခဲ့လိုက်မယ် decimal place ကတဲ့ဘယ်နှနေရာထားမှလဲဆိုရင်တော့ကျွန်တော်တို့က2ပဲထားမယ်ပြီးရင်လောလောဆယ်ကျွန်တော်တောင်းတန်း separator မသုံးသေးဘူးပေါ့နော် okay နေကြည့်လိုက်မယ်ဒါဆိုရင်တော့သူက decimal နှစ်နေရာချသွားတယ်တောင်းတန်း separator comma လေးတွေမပါဘူးပေါ့နော် control 1ကိုနှိပ်ကြည့်ပြီးတော့ဒီ custom လေးကိုသွားကြည့်လိုက်ရင်တဲ့တောင်းတန်း separator ဆိုတာကတဲ့0.00ဖြစ်တယ်ဆိုပြီးတော့သူကရေးပြထားတယ် okay အော်နံပါတ်ထဲမှာသွားပြီးတော့ကျွန်တော်တောင်းတန်း separator လေးကို click လိုက်မယ် ဒီမှာဆိုရင်လည်းသူက sample လေးပြနေပြီ။ Okay နေလိုက်မယ်။ဒါဆိုရင်တော့သူက1000နဲ့အထက်ကြော်တဲ့ဟာတွေဆိုလို့ရှိရင်တော့1000 separator လေးခွဲပြသွားတယ်ပေါ့နော်။ control 1ကိုပဲထပ်နေမယ်။ custom ကိုသွားကြည့်လိုက်ရင်တော့တဲ့ကျွန်တော်တို့ကပထမဆုံး hash comma hash hash ပြီးရင်0.00ဆိုလိုတာကတော့တဲ့သူကဒီရှိမှာ1000 separator ထားမယ်ပြီးရင် decimal နှစ်နေရာယူမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်တကယ်လို့များကျွန်တော်က0.00ကိုဖြတ်လိုက်မယ်ဆိုရင်သူက1000 separator ပဲထည့်ပြီးတော့ တက်စီမေကိုမယူတော့ဘူးပေါ့နော်ဖြတ်ကြည့်လိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်ဒါဆိုရင်တော့1000 separator ပဲပါမှာပေါ့နော်ပြီးရင် control 1နှိပ်မယ် okay ကျွန်တော်တို့ကတက်စီမေနှစ်နေရာလဲယူမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ semicolon နှိပ်လိုက်ပြီဆိုတာ ਨੇ ဒီ negative format ကိုရောက်သွားတယ်ပေါ့ negative format ကျွန်တော်တို့ data ထဲမှာဒီမှာဆိုရင် minus 100ဆိုပြီးပါတယ်အဲ့လို minus 100ပါလို့ရှိရင်ဘယ်လို format သုံးမလဲပေါ့နော်ကျွန်တော်က semicolon နှိပ်ပြီးတော့နောက်မှာဘာမှမမြင်တာခင်အဲ့ minus တွေကို ်ဖြောက်ပြီးတော့မှဖြစ်တယ်ပေါ့နော် okay နဲ့ကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာ -100 ဆိုတော့ပျောက်သွားတယ်ပေါ့နော်အမှန်တကယ်ပျောက်သွားတာမဟုတ်ဘူးကျွန်တော်တို့ဆဲထဲမှာ value ကျန်သေးတယ်ဥပမာအနေနဲ့ပြောရရင်ဒီမှာထောက်ကြည့်လိုက်မယ်ဒီ formula ဘာမှသွားကြည့်လိုက်ရင် -100 ဆိုပြီးတော့ရှိသေးတယ်ပေါ့နော် control 1ပြန်နေမယ် negative format ကိုဘလို့ချမလဲပေါ့နော် negative format ဆိုရင်ねကျွန်တော်တို့ minus ကလေးလဲပေးပါအောင်တဲ့ပြီးရင် hash comma hash hash 1000 separator လေးထည့်ပေးပါတကယ်လို့ တထောင်ထက်ကျော်တဲ့ value တွေပါမယ်ဆိုလို့ရှင်လဲ1000 separator လေးထည့်ပေးပါဆိုလို့0.00ဆိုပြီးတော့ထည့်ထားခဲ့လိုက်မယ်။နောက်ထပ် semi colon နှိပ်တိုက်ပြီးဆိုတာ ਨੇ သူက0 format ကိုရောက်သွားတယ်။တကယ်လို့ကျွန်တော်တို့ data ထဲမှာ0တွေပါခဲ့မယ်။ဒီမှာဆို0.0ဆိုရတာပါပါတယ်ပေါ့နော်။0 format ဆိုရင်ကျွန်တော်တို့ဘာပြချင်လဲတဲ့။ဘာမှမပြချင်ဘူးဆိုရင်တော့ဒီမှာ semi colon တစ်ချက်နှိပ်ပြီးတော့ okay နှိပ်လိုက်ပြီးဆိုလို့ရှင် မိုင်းနဲ့တရားပြန်ပေါ်လာတယ်0ရှိတဲ့ဆဲခွက်ကတော့ပျောက်သွားတယ်အမှန်တကယ်ပျောက်သွားတာမဟုတ်ဘဲနဲ့ဒီဖော်မြူလာဘာမှသွားကြည့်ရင်0ဆိုတဲ့ value ကတော့ရှိနေသေးတယ်ပေါ့နော်ပြီးရင် control 1ကိုနှိပ်မယ် okay 0နေရာမှာတက်စာသားဖြစ်တဲ့0ဆိုပြီးတော့ရေးပေးပါပြီးရင်စီမီကွန်လန်နောက်ထပ်တစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ test format ကိုရောက်သွားတယ်ပေါ့နော် test format မှာလည်းဒီလိုပဲစီမီကွန်လန်ပိတ်ပြီးတော့ထားခဲ့လိုက်လို့ရှိရင်ဘာမှပုံမှန်မဟုတ်ဘူးဒါပေမဲ့ test format မှာကျတော့ကျွန်တော်တို့ invalid data ဆိုပြီးတော့ပြောထားခဲ့လိုက်မယ်ပေါ့နော် ပြီးရင် okay နေမယ်။ okay ဒါဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့0ဆိုပြီးတော့တက်စာသားကြီးပေါ်သွားတယ်။ဒါပေမဲ့0ဆိုပြီးပေါ်နေပေမဲ့ဒါတက်စာသားမဟုတ်ဘူး။အမှန်တကယ်သူ့ရဲ့ value တန်ဖိုးကဒီ formula ဘားထဲမှာသွားကြည့်ရင်ဒီမှာ0ဆိုပြီးတော့ပြနေတယ်။ဒီကောင်ကလည်းတက်စာသားဖြစ်တဲ့ invalid data ဒီမှာ formula ဘာမှတော့ကြည့်ရင်သူ့ရဲ့တကယ့်တက်စာသားဟာဟာဆိုတဲ့ဟာဖြစ်တယ်ပေါ့နော် ဟာဟာယူဖြတ်ပြီးတော့ပေါင်းကြည့်လိုက်မယ်ပေါ့နော်ဒီကနေဒီထိ ပေါင်းကြည့်လိုက်မယ်ပြီးရင်အန်တာခေါက်မယ်ဒါဆိုရင်လေ तू ကပေါင်းလို့ရတယ်ဒီ0တက်စာသားကြီးပါနေရတော့မှ तू ကပေါင်းလို့ရတယ်ပေါ့နော်အဲ့ဒါတက်မသွားဘူးပေါ့နော် control z ဒီပြန်ခေါ်ထားလိုက်မယ် control 1ကိုပြန်သွားမယ်တဲ့ဟုတ်တက်စာသားပြင်နောက်ထပ်တကယ်လို့ currency တွေပါလို့ရှင်ကျွန်တော်တို့နောက်ကနေထည့်ပေးပါဦးပေါ့နော်တခုခုလေးထည့်ပေးပါဦးဆိုတော့အဲ့ဆိုရင်ဒါတွေကိုကျွန်တော်ပြန်ဖြတ်ပြီးတော့အစအနေပဲပြန်ရေးမယ်ပေါ့နော် positive format ဆိုလို့ရှင်တော့ #1000 separator လေးတော့ထည့်မယ် ပြီးရင် decimal တွေတော့မထည့်တော့ဘူးဒါပေမဲ့နောက်မှာကျွန်တော်တို့မြန်မာကျပ် KS ဆိုတဲ့ဟာလေးလည်းပြပေးပါပါเนาะဒီနေရာမှာကျွန်တော် space လေးထားထားခဲ့လိုက်တယ်ပေါ့เนาะပြီးရင် semi colon နဲ့ကျွန်တော်တို့ negative format ကိုသွားမယ် negative format မှာကျတော့ကျွန်တော် color လေးခြေခြင်းနေပေါ့เนาะဒီကျွန်တော်တို့ format မှာပဲကျွန်တော်တို့က direct ဖောင့်တွေကို color ခြေလိုက်လို့ရတယ်တောင်ကွင်းလေးနဲ့အနီရောင်ဆိုပြီးတော့ပြပေးပါပြီးရင် mine နဲ့လည်းပြပေးအောင်ပြီးရင် hash comma hash တောင်းတဲ့ separator လေးလည်းထည့်ပေးအောင်ပေါ့เนาะ ါမျိုးဆိုလို့ရတယ်ပေါ့နော်သူက0လေးထည့်ပေးရမယ်ပြီးရင်နောက်ထပ် semicolon နှိမ့်လိုက်ရင်0 format ကိုရောက်သွားပြီပေါ့နော်0 format ဆိုရင်တော့ကျွန်တော်အဝါရောင်လေးချဲ့ခြင်းနေဒါဆိုရင်တော့တောင်ကွင်းလေးနဲ့ yellow ဆိုပြီးတော့ပေးထားခဲ့လိုက်မယ်ကျွန်တော်တက်စာသားထည့်ခြင်းနေဆိုလို့ရှိရင်တော့ဘာထည့်မလဲဆိုရင်ကျွန်တော်0ဆိုပြီးတော့ပဲထည့်မယ်တက်စာသားလေးထည့်ထားခဲ့လိုက်မယ်ပြီးရင် semicolon ပေးလိုက်မယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့ text format ပေါ့နော် text format ကိုကျွန်တော်တက်စာသားတွေတော့ဖျောက်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ data ထဲမှာ ပြီးရင် okay နေလိုက်မယ်ဒါဆိုရင်တော့ post it တွေ့တဲ့ဟာတွေက KSD ပါတယ်ဒီမှာကျတော့ minus မှာချက်မပါဘူးပေါ့နော်ချက်လိုချင်သေးတယ်ဆိုရင် control 1ကိုပြန်နေလိုက်မယ် negative format ရဲ့နောက်မှာတပည့်ကုတ်လေးနဲ့ space လေးတစ်ချက်ချမယ်ပြီးရင် KS ဆိုပြီးတော့ရေးမယ်တပည့်ကုတ် ပြန်ပေးမယ် okay နေလိုက်မယ်ဒါဆိုရင်တော့ minus တရာမှာလဲချက်ဆိုပြီးတော့ပါတယ်ပေါ့နော်အဆုံးထိကြည့်ပေးတဲ့သူတွေအတွက် bonus disk ကတော့ကျွန်တော်တို့ဖုန်းနံပါတ်တွေပေါ့နော်ဥပမာ09 66ကျွန်တော်စိတ်သက်ရှိတဲ့ဟာတခုရိုက်လိုက်မယ်456824ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးရင် enter ခေါက်မယ်ကြည့်ဒါဆိုရင်တော့ကျွန်တော်တို့ဖုန်းနံပါတ် ကရှေ့မှာ0တွေပါကျင်နေဆိုလို့ရှိရင် control 1ကိုနှိပ်မယ်ပြီးရင် custom ကိုသွားပြီးတော့ဒီနေရာမှာကျွန်တော်တို့ဖုန်းနံပါတ်မှာဆိုရင်71လုံးရှိရယ်ပေါ့နော်09ပါဝင်ဆိုရင်071လုံးရိုက်လိုက်ရင်ကျွန်တော်တို့၃ညပါတယ်ပေါ့နော်ဒါမှမဟုတ်ပဲကျွန်တော်တို့က country code တွေထည့်ခြင်းနေပေါ့เนาะ country code plat 95 plat 95 ထည့်ပြီးလို့ရှိရင် patch patch ခဏန်းပေးပါဓာတ်ထဲမှာ dash လေးတွေလည်းချားကျင်သေးတယ်ပေါ့နော်၃လုံးတစ်ခုစီခေဒါဆိုရင်တော့ black 959 666 656 814ဆိုပြီးတော့ပြနေမှာဖြစ်ပါတယ်ပေါ့နော်အထောက်အကူတစ်ခုဖြစ်မယ်လို့ယူဆပါတယ်ခင်ဗျာကျေးဇူးပါ